မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးစခန်းနှစ်ခုကိုတိုက်ခိုက်သိမ်းပတ်ရာစစ်ခွေးတွေဘက်က16ဦးသေဆုံးပြီးတော့လက်နက်ခဲယမ်းအများအများကိုတိမ်းဆီရရှိကာတပ်မိသားစုဝင်များကိုပါဘေးကင်းရာကိုကယ်ထုတ်ခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ25ရက်နေ့မှာစစ်တောင်းမြေဝမ်းစစ်စင်ရေး JOC SEAM နဲ့ ကြောက်ကြီးမြို့နယ်ရဲတိုင်ကုန်းချေးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်နဲ့စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ဌာနဗျူဟာ25အမှတ်303ကနေတိုက်ရင်အထူးကွန်မန်ဒိုတိုက်ရင်နဲ့ KNL တိုက်ရင် ကိုတို့ပူးပေါင်းပြီးတော့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်အခုလိုတိုက်ပွဲအတွင်းမှာလက်နက်ကြီးလက်နက်ငယ်များခဲယမ်းများနဲ့စစ်တုံးဆက်ဆက်ပြစ်စီများကိုသိမ်းပိုက်ရရှိခဲ့ပြီးတော့စစ်ကောင်စီတပ်သား6ဦးသေဆုံးကအယောက်20ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်ကောင်စီတပ်သားများဟာစခန်းကိုစုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရပြီးတော့ရဲဘော်တချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အလားတူပဲအဲ့ဒီနေ့မှာကြောက်ကြီးမြို့နယ်လက်ပတ်ကြီးွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးစခန်းကိုလည်း ်ဘကိုးတိုင်းစစ်ဌာနဗျူဟာ24အမှတ်3933တက်ရင်ငကနီတက်ရင်ဗျူဟာ26တော်ဝင်ထောင်းတက်ရင်အမှတ်3933တက်ရင်တော်ကြီးကန်တက်ရင်နဲ့ KNL တက်ရင်ရှစ်တို့ကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးထက်မနည်းထိခိုက်သေးဆုံးကတော်လိုင်းတပ်ဖွဲ့ဝင်များဘက်ကရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာပိတ်မိနေတဲ့စစ်တပ်မိသားစုဝင်များကိုလည်းတော်လိုင်းတပ်ဖွဲ့များကဘေးလွတ်ရာကိုပို့ဆောင်ပေးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့ရွှေလေးပြာဟိုတယ်ကိုအကြမ်းဖက်စစ်ခွေးတပ်ကမနေ့ကညနေပိုင်းမှာလေရင်နဲ့ဘုံကျဲတက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇော်လိုက်လာ26ရက်နေ့ညနေ9:00ကျော်ကမှအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ရွှေလိပ်ပြာဟိုတယ်ကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိပြုနိုင်ခြင်းမရှိသေးပဲအဆောက်အဦများထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကညနေ9နာရီကျော်လောက်မှာရွှေလေးပြာဟိုတယ်ကိုစစ်ခွေးတပ်ကဂျက်ဖိုင်တာနဲ့ဘုံကျဲတိုက်ခိုက်သွားတာပြည်သူတွေထိခိုက်မှုရှိမရှိဆိုတာကတော့အတိမပြုနိုင်သေးပါဘူး။အဆောက်အဦတွေတော့ထိခိုက်ပျက်စီးမှုရှိတယ်လို့ဒေသခံပြည်သူတူကရှင်းပြထားပါဗျ။အလားတူပဲအကြမ်းဖက်စစ်ခွေးတပ်ကဇွန်လ14ရက်နေ့ကမိုးကုတ်မြို့ ပန်းမထိတ်အနီးကိုပေါင်900ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ကလေးငယ်2ဦးအမျိုးသမီး2ဦးနဲ့အမျိုးသား3ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်6လုံးလဲဘုံစားထိမှန်ပြစီသွားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းအင်ကပူမြို့နယ်မှာ EPC စည်ရေးမှတအူးကိုဇူလိုင်လ22ရက်နေ့မှာ သူ့ရဲ့ခင်ပွန်းဖြစ်သူကဓာတ်နဲ့အချက်20ထိုးသတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လင်းမြားချင်းစကားများရန်ဖြစ်ပြီးကွဲနေတာရက်အတော်ချပြီလို့သိရပြီးတော့ခင်ပွန်းဖြစ်သူကကျေးလက်လန်းစုံဟင်းသရမြန်အောင်သွားတဲ့ကားလမ်းပေါ်မှာအိမ်ကိုပြန်လိုက်ခဲ့ဖို့နဲ့အတူပြန်နေဖို့ပြန်ခေါ်ရာကနေမိမဖြစ်သူကညင်းဆန္ဒကြောင့်အခုလိုမျိုးဖြစ်ခဲ့တာလို့စုံစမ်းသိရှိရပါတယ်။သူ့ယောက်ျားကသူ့ယုံကနေအပြန်ဆောင်ပြီးတော့သူနဲ့ပြန်ပေါင်းဖို့ပြောတာတရားဝင် ကွဲထားတာမျိုးတော့မဟုတ်ဘူးစိတ်ဆိုးပြီးတော့အိမ်ကဆင်းသွားတာကိုလိုက်ခေါ်တာ တချို့ကဖောက်ပြန်ပြီးတော့တတ်တယ်လို့လည်းပြောနေကြတယ်တကယ်အဖြစ်ပြက်ကိုတော့ဘယ်သူမှမသိပါဘူးကောင်မလေးကတော့တေသွားရှာပြီးကလေးလဲကြံခဲ့တယ်လို့ပြောတယ်လို့ဖြစ်စဉ်ကိုသိရှိသူတဦးကပြောပြထားပါတယ်နေအိမ်ကနေဆင်းသွားတဲ့ဇနီးကိုပြန်လိုက်ခေါ်ရကနေစိတ်မထိန်နိုင်ပဲအယိုးရှစ်လက်မှဓာတ်နဲ့အချက်20ထိုးခဲ့တာလို့သိရပြီးတော့ထိုးတတ်ခဲ့တဲ့သူမောင်ငိမ့်ချန်းအောင်ဟာအင်ကပူမြို့နယ်ဝက်တေရွာကလို့သိရပါတယ်အဲ့ဒီနေ့နေ့လယ်တနားရီလောက်မှာ လမ်းမပေါ်မှာလူတွေအုံလို့သွားကြည့်လားတနာပါတယ်ကောင်းပါလေးခမတွေးရိုင်ထဲမှာလဲနေတာအတော်ကိုကြောက်ဖို့ကောင်းတယ်ဗျာအသက်ကငယ်ငယ်လေးရှိသေးတယ်လို့နောက်ထပ်ဖြစ်စဉ်ကိုသိရှိသူတူကပြောပြထားပါတယ်တေးဆုံးသွားတယ်မအီမွန်ဟာ EBC ယုံကလဲကြစည်ရေးမှာတအုပ်ဖြစ်ပြီးတော့အသက်၃နှစ်အရွယ်ကလေးငယ်တအုပ်လဲကြံခဲ့တယ်လို့သိရပါတယ်အင်္ဂဘုံမြို့နယ်မှာအရက်ဆက်ဆုံးလူတက်မှုတွေဟာဒါနဲ့ဆိုရင်၃ချိန်မြောက်ဖြစ်တယ်လို့သိရပါတယ်ဇနီးတွေကိုအယိုးရှစ်လက်မှဒါနဲ့ အချက်20ထိုးတက်ခဲ့တဲ့အမျိုးသားကိုအင်္ဂဗုံမျိုးမရဲစခန်းမှာလူတက်မှုပုံမှန်နဲ့အေးအေးယူထားတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မြက်ရှာရွာမှာစစ်ပေးဆောင်ပြည်သူတွေနေထိုင်တဲ့ဘုံကြီးကျောင်းကိုအချမ်းဖတ်စစ်ခွေးတက်က drone နဲ့ဘုံကျဲတက်ခတ်ရာကလေးငယ်၄ဦးအပါအဝင်ပြည်သူ၆ဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ26ရက်နေ့မှာတရအုပ်မြို့နယ်အတွင်းကနထိုးကြီးမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးများကစစ်ပင်းရှောင်ပြည်သူတွေနေထိုင်တဲ့မျက်ရှာရွာဖုန်ကြီးကျောင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒ်အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခတ်မှုအတွင်းမှာကလင်းငယ်၄ဦးအပါအဝင်ပြည်သူ၆ဦးသေဆုံးခဲ့ပြီးတော့ပြည်သူ၆ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်မနေ့ကနထိုးကြီးမြို့နယ်မျက်ရှာရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတွေကစစ်ပင်းရှောင်ပြည်သူတွေနေထိုင်တဲ့ဖုန်ကြီးကျောင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်တာပြည်သူ၆ဦးသေဆုံးသွားပါတယ် အသက်မပြည့်သေးတဲ့ကလေး၄ဦးနဲ့အမျိုးသမီး၅ဦးသေဆုံးတယ်။ဒဏ်ရာရတာက၆ဦးရှိတယ်။တရဦးမျိုးနယ်ကနေပြီးတော့ထိုးလာတဲ့စစ်ကြောင်းကတိုက်ခိုက်သွားတာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာငလျင်ကြီးလောက်ခတ်ပြီးလေးလပြည့်ကနေအထိကိုရုပ်အလောင်းတွေရှာဖွေရေးလှုပ်ဆောင်နေရဆဲဖြစ်ပြီးတော့မနေ့က Sky Villa Condo မှာရုပ်အလောင်းတစ်ခုထပ်မံတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လိုက်လာ26ရက်နေ့မနက်7:00နာရီခန့်ကမန္တလေးမြို့အောင်မြေသာဆန်မြို့နယ်မှာရှိတဲ့ငလျင်ကျောက်ပြိုကျပျက်စီးခဲ့တဲ့ Sky Villa Condo အဆောက်အဦကနေ A အဆောင်အခန်းအမှတ် F4 ကအမျိုးသားတဦးရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ရတယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။စက်ပစ္စည်းတွေမရှိလို့အခုတည်းထိကိုရှာလို့မပြီးကြသေးဘူးလို့မန္တလေးကဒေသခံအမျိုးသားတဦးကပြောပြထားပါတယ်။သခိုင်းငလျင်ကြီးဟာမန္တလေးမြို့ပေါ်မှာပျက်စီးနေတဲ့အဆောက်အုံတွေက Sky Villa အဆောက်အုံဟာလူအသေးပြောက်အများဆုံးစီးရင်ထဲမှာပါဝင်ခဲ့တယ်လို့သိရပါတယ်။ ်ပြီးခဲ့တဲ့မက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလျင်ကြီးကြောင့်မန္တလေးမြို့ပေါ်အဆောက်အုံ၄တောင်ဝင်းကျင်ပြက်စီးခဲ့ပြီးတော့လေးလာကြော်ကြတဲ့အထိအပြိုအပြက်ရှင်းလင်းရေးတွေကိုကိုထူကိုထလုတ်ကင်နေရဆဲဖြစ်တယ်လို့မြို့ကန်တွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မှာလေးစင်းနှမောင်းနဲ့လေပြင်းတိုက်ခိုက်တာတွေကြောင့်၃ရက်အတွင်းမှာလူနေအိမ်အလုံး900ကျော်ပြိုကျပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မွန်ပြည်နယ်ရဲ့ပေါင်းတထုံတန်ဖြူစရာရေကြိုက်ထုံနဲ့မူးတုံမြို့နယ်တို့မှာဇူလိုင်လ23ရက်နေ့ကနေဇူလိုင်လ25ရက်နေ့ညနေပိုင်းအထိရရှိထားတဲ့သတင်းအချက်အလက်တွေအရလေပြင်းတိုက်ခိုက်မှုတွေကြောင့် လူထိခိုက်တိတ်ဆုံးတာနဲ့လူနေအိမ်ပျက်စီးမှုတွေထပ်တိုးလာပြီးတော့အကူအညီလိုအပ်မှုတွေပုံမှုများပြားလာတယ်လို့ဆိုပါတယ်။လေပြင်းတိုက်ခတ်လို့အိမ်ပျက်စီးပြီးအမိုးတွေလမ်းကုန်တာတွေရှိပါတယ်။သစ်ပင်ပိတာတွေရှိတယ်။အများစုကတော့ကိုထူကိုထဖြစ်ရှင်းနေရတာပေါ့။အိမ်ပျက်စီးသွားတဲ့သူတွေကတော့ဤဆက်ရဖုန်ကြီးကြောင်းဓမ္မယုံနေနဲ့ဆွေမျိုးဤဆက်နေအိမ်တွေကိုယာယီပြောင်းရွှေ့နေထိုင်နေရပါတယ်။ဒီလိုမျိုးအခြေအနေတွေမှာအကူအညီတွေလိုအပ်နေပါတယ်လို့ကုညီကယ်ဆယ်လှုပ်ဆောင်ပေးနေသူတို့ကပြောပြထားပါတယ်။လေးစင်နှမောင်းနဲ့လေပြင်းတိုက်ခတ်မှုတွေကြောင်း 3ရက်အတွင်းမြို့နယ်6ခုမှာအရဲသားပြည်သူ14ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိထားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာမော်လမြိုင်အပါဝင်ရန်ကုန်မြို့မှာရှိတဲ့တန်လျင်၊ဒဂုံစိတ်ကံ၊တာကေတာမင်္ဂလာတို့နဲ့ရန်ကင်းမြို့နယ်ဘိုးတထောင်မြို့နယ်တို့မှာလေဆင်နှာမောင်းတိုက်ခတ်ခဲ့လို့ကွန်တိန်နာယာဉ်တချို့တိမ်းမောက်ပျက်စီးခဲ့တယ်လို့တစ်ပင်ကြီးတချို့လဲကျမှုတွေဓာတ်တိုင်တွေလဲကျခြင်းနေအိမ်တွေထိခိုက်ပျက်စီးခြင်းကားတွေထိခိုက်ပျက်စီးခြင်းတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ်အရှိန်နဲ့ မုတ်တုံလေးအားကောင်းနေတာကြောင့်ဇွန်လ26ရက်နေ့ကနေ28ရက်နေ့အထိမြန်မာနိုင်ငံတော်မှာမိုးများပြီးဒေသအလိုက်မိုးကြီးနိုင်တယ်လို့စစ်ကောင်စီလက်အောက်ခံမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမနေ့ကဇွန်လ26ရက်နေ့မှာထုတ်ပြန်ထားပါတယ်မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူနိုင်ငံနေရာအနှံ့မှာလေပြင်းတိုက်တာလျှက်တပြက်ရေကြီးတာတွေနဲ့မြေပြုံမှုတွေလည်းဖြစ်နိုင်တယ်လို့မိုးစလကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းနဲ့မိုးလေဝသသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပ်ဖတ်ဆက်အာနာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ